ားလုံးပဲမိလာပါဒီနေ့ရေဒီမဲ့တင်ငင်းစာကတော့အခန်း3လေ့ကျင့်ခန်းသုတသမတိကနံပါတ်1နဲ့ပဲဖြစ်ပါတယ်နံပါတ်1မှာကအောက်ပါကိန်းနှင်းတို့ကိုတက်စီယာတက်ဆိုင်ရာအခေယာကြီးထင်းညွန်းများအရာကြီးစင်ငယ်လိုက်ပြင်ဆင်ပါတယ်နော်ဒီကြာဟိုကိန်းနှင်းတွေကိုကြီးစင်ငယ်လိုက်ဆင်တဲ့အခါမှာဒီလိုထင်းညွန်းတွေကိုကြီးရတယ်ပေါ့နော်ထင်းညွန်းများရာနေနေရာကိုဆိုတာကြီးစင်ငယ်လိုက်ဆီလိုက်မှာပါဒါလွယ်ပါတယ်နော်နံပါတ်ကကြီးရာသူကပေးလိုက်တာ18 +6y² +y2 အဲ့ဒီမှာတို့အထက်အများဆုံးကဝိုင်းကြီးဖြစ်တဲ့ဝိုင်းကြီးကိုရှည်ဆုံးမှထားမယ်။သူကငယ်စဉ်ကြီးလိုက်စီထားတာကိုသူကကြီးစဉ်ငယ်လိုက်ပြန်စီပြီးမှာနော်။အဲ့ဒီဝိုင်းကြီးကရှည်ဆုံးမှာ CY square ကဒုတိယပေါ့နော်။နောက်ကကိန်းတည်ကင်းလို့ဖြစ်တဲ့18က18ကကြတော့သူကနောက်ဆုံးမှာပေါ့နော်။အဲ့ဒီ y2 plus a CY square uh, plus 18ပေါ့။ထန်ညို့3.2တစ်ပေါ့နော်။3.2တစ်ပြီးတော့ရှည်လို့ပါတော့ကိန်းတည်ကင်းလို့ပေါ့နော်။အဲ့ဒါဆိုသူရဲ့ကြီးစဉ်ငယ်လိုက်တိုင်းပြန်စီပါရတယ်။နံပါတ်ခါဝေးပါနံပါတ်ခါရေးမှာလဲ 2a square plus 4a2 -8 3ရောเนาะဒါဆိုရင်ဒီကအမြင့်ဆုံးအထက်အထက်ညွှန်းအကြီးဆုံးကကျတော့ 4a2 ဖြစ်ပါတယ်။ 4a2 ရောနောက်ကနေ 2a square လိုက်မယ်။နောက်ပြီးကျတော့ဒီတစ်ထပ်ဖြစ်တဲ့ -8 လိုက်မယ်เนาะပြရင် +3 ပေါ့။ +3 ကတော့ကျတော့ gain နေ gain လို့ဆိုနောက်ဆုံးမှရေးမယ်။ဒါဆိုရင် 4a2 2a square -8 3ရပါတယ်။နံပါတ်ကငယ်ရတယ်6 2a square 4a2 -8 အဲ့မှာ 4a2 ပြရမှာ 2a square ပြရမှာ -8 ပြရမှာ +6 ပေါ့နော်။အဲ့လိုစီလိုက်မယ်။ ပြောရမယ်ဆိုတော့ထန်ညွများတော့ရှိမှာဒါတန်ညွနဲဆုံးကိုနောက်မှထားတာကင်းတဲ့အင်းလုံးကတော့နောက်ဆုံးပါပေါ့နော်အမြဲတမ်းအဲဂါကြီးရတဲ့အတိုင်းပဲ 2y2 9 3y2 5y အဲဒီကျွန်တော်က 2y2 ရှိမှာမှမယ်နဲ့ 3y 3y2 ကိုလည်းရေးမယ်ပြန် -5y ပြန်မှ -9 နောက်ဆုံးပါနော်နော်နံပါတ်ကလည်းအတိုင်းပဲအဲ 7z2 8z2 10အဲ့ဒါကိုကျွန်တော်စီစဉ်လိုက်တဲ့အခါမှာကြီးစင်ကလည်းပြင်ဆင်တဲ့အခါမှာ 8z2 7z2 minus z plus 10ရမှာပေါ့နော်သုံးတက်နှစ်ထက်တစ်ထက်ကျမဂိမ်းနေဂိမ်းလုံးငါစာလုံးအကြောက်လက်တိုင်းမဲ့ hn နဲ့ hn2 2n2 minus 7အဲ့ဒီမှာကျတော့အဲထန်ညွှန်းအများဆုံးဖြစ်တယ်နော် 5n2 ကကြာရှိမှာ minus ပါတယ်အဲ့ဒီ minus ကိုပါဆိုတော့ယူပေးရမှာဒါကြောင့်မလို့ minus 5n2 ကရှေ့ဆုံးမှာပြကြ plus 2n2 ကက plus hn minus 7မှာစလိုက်ရစနေရလဲ 5t2 plus t minus 3t2 minus 3t4 plus 2 ဲ့ဒီမာချေကိုလေးတက်ကအမြင့်အကြီးဆုံးပေါ့နော်အဲ့ဒါကြောင့်မို့လို့လေးတက်ကိုယူတဲ့အခါမှာသူရှေ့ကလက္ခဏာမှာယူပြရပါတယ် -3 3t to the power 4 -3t2 5d2 t2 နော်လေးတက်သုံးတက်နှစ်တက်တစ်တက်ပြီးကြမှာဂိမ်းနေလို့ဖြစ်ပါတယ်နောက်ကနံပါတ်စားခွဲပါ8 power 4 8 2 7 8 2 3 8 9အဲ့ဒီမာဇီတို့8 power 4ကအခြေဆုံးမှာထားမယ် 7a2 ပြကြလို့ရှိရင် plus a square ကမိုင်းနက်ထရေး plus 9ပေါ့နော်အဲ့လိုအစင်တိုင်းပြန်ပြီးစီးပေးရတာပါနော်နံပါတ်1ကလွယ်ပါတယ်ပေါ့နော်ဒါကကြီးစင်ငယ်လိုက်စင်နေရပါပြီနောက်တစ်ခုကအောက်ပါရိုကြီးပေါင်းလက်ကိုရှာပါတဲ့နော်အဲ့ဒါဆိုရင်ဒီမှာသူကပေးထားတယ်3 plus 2 plus 1 plus 2a minus 1အဲ့ဒီမှာကျတို့ green တွေနော်ဂျားထဲမှာအပေါင်းပြည့်တဲ့တွေကျတို့ green တွေဖြုတ်လိုက်မယ်ဖြုတ်တဲ့အခါမှာကျတို့3 plus 2i minus 1 plus 2a minus 1 y ပေါ့နော်အဲ့ green green တစ်ခုကိုကျတို့ကဖြည့်လိုက်တဲ့အခါမှာလွေးရပါတယ် အဲ့လိုရတဲ့ခါမှာဒီ2ရ2ရဆွလိုက်မယ်38နဲ့28နဲ့တူတယ်နောက်က 2y နဲ့ -y နဲ့တူတယ်ပြီးတော့ +1 ကတော့ဒီတလုံးမရှိရသူတူတာမရှိတော့တော့သူတလုံးနဲ့ထုတ်လိုက်မယ်နော်ဒါဆိုရင်38နဲ့28နဲ့ပေါင်းတော့5ရပါတယ် 2y နဲ့ y တော့1ရတယ် +1 နော်အဲ့လိုလေးပဲ2ရဆွပြီးတော့ဒီပေါင်းတာနှုတ်တာလုပ်လိုက်ရရင်ရပါပြီနော်ဓမ္မခါပြရတဲ့အတိုင်းပဲ 5y -4 နာ plus 2h square plus 3h minus plus 2ပေါ့နော်အဲ့ဒီမှာကျတော့ဘယ်လိုဖြေချလိုက်မလဲနော် ဝင်းရရှိမှာအပေါင်းဆိုလို့ရှိရင်ပြီးစားမှုဒီတိုင်းမှာသူ့အတိုင်းမှာကုန်ပြောင်းပြီးတော့ green တွေထောက်လန်ရပြီမနော်ပြီးရရင်ရိုးတူရစုမယ်နော် 2x square ကကြာသူ့မှာမျိုးတူကိန်းလုံးမရှိဘူး 2x square ဆိုနှစ်ထပ်ကိန်းကတစ်ခုပဲရှိရတော့သူ့ဒီတိုင်းတစ်ခုလည်းရေးမယ်နောက်က5နဲ့3 8နဲ့တူတယ်နောက်ကဘာတော့ 2x လည်း -4 နဲ့ +2 နဲ့တူတယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော် 2x square တော့ဒီတိုင်းမှာပြင်ရင်မယ်5နဲ့3 8နဲ့ပေါင်းတော့ x8 ရတယ် -4 နဲ့ +2 နဲ့လက္ခဏာပြီးတော့ကျွန်တော်နှုတ်ပေးရတယ် လက္ခဏာကအနှုတ်ကကြီးရတဲ့အနှုတ်နှစ်ပေါ့နော်ဒါကြောင့်မို့ 2h square plus 8h minus 2ဖြစ်ပါတယ်ဟုတ်ပြီနံပါတ်ကငယ်ပါ 2z minus z square minus 5နောက်က z square minus 3z plus 1နော် green ကိုဖြည်လိုက်မယ်ဖြည်လိုက်ပြီးတော့ဂျိုတူရစုမယ်နော်တူရစုတဲ့အခါမှာဂျိုနှစ်ထပ်တည်းက minus z square နဲ့ plus z square နဲ့ရှိတယ်နောက်ကတစ်ထပ်ကိန်းမှာကျတော့ 2z minus 3z ရှိတယ်နောက်ကကိန်းတစ်ကိန်းလုံးမှာကျတော့ minus 5နဲ့ plus 1နဲ့ရှိတယ်ဒါဆိုရင် ဲ minus z square နဲ့ plus z square နဲ့ဆိုရင်0 0ရတယ်ပေါ့နော်2 7ရက3 7ကိုတော့ minus z တင်မယ် minus 4နဲ့ plus 1နဲ့ကြတော့0 minus 4ရမှာပေါ့အဲ့လိုဖြေက0 minus z minus 4အဲ့တော့ပြင်ရင်းမယ်ဆိုရင် minus z minus 4ရပါတယ်ခေါင်းငယ်ပြီးတော့0ကာကြည့်ပါကာကြည့်ရတိုင်းမယ်0 green ဖြေလိုက်မယ်ပြီးတော့2ရဆုလိုက်မယ်နှစ်ထပ်ကင်းနေတူရတဲ့အတွက် ay square နဲ့ minus 4y square တခုရမယ် plus 3y နဲ့ minus 2y တခုရမယ်အဲကောင်ကင်းနေကင်းလို့ဖြစ်တယ် minus 6နဲ့ plus 2နဲ့တခုရမယ် ။ဒါဆိုရင် hy square တွေက 4y square နဲ့လက်ကမှာ 4y square ကျင်မယ်။ 3y နဲ့က 2y နဲ့တော့ y ကျင်မယ်။ -6 နဲ့ +2 နဲ့ကြာတော့ကျတော့ -4 ရမယ်နော်။လက္ခဏာများတဲ့လက္ခဏာလက္ခဏာကများနေရတဲ့ကိန်းလုံးများနေရတဲ့ကျတော့ရှိမှနှုတ်လေးတက်ပြရပါတယ်။နော်။ကာကြည့်ပြီးတော့ငါငါလည်းအတိုင်းပဲကျတော့ green ဖြီးလိုက်မယ်။ဒါက2ရစုလိုက်မယ်နော်။ r နဲ့ r +2 ပါနော်။ -2 နဲ့တခါအဲ plus ss အကနှလုံးပါရပေါ့နော်။အဲ့ဒါရဲ့နောက်ကကိန်းတိကိန်းလုံးက4 3နဲ့4 ါဆိုရင် r နဲ့2ရနဲ့ဆိုရင်0 3ရရတယ်။ minus 2ရနဲ့ဟိုဘက်က plus အနှလုံးကကျတော့ plus n နှလုံးကကျတော့ plus 2ရပေါ့နော်။အဲ့ဒါတို့က0ရမယ်ပေါ့။3နဲ့4နဲ့ကျတော့7ရမယ်နော်။ဒါဆိုရင်ရှေ့ဆုံးက3ရအလယ်ကောင်က0ရပြီးတော့နောက်ဆုံးမှာ4 7ပေါ့။ဒါဆိုရင်အဲ့တော့ပြန်ရေးတဲ့အခါမှာ3ရ plus 7ရပါတယ်။ငှပြီးတော့ကျတော့စာလုံးစာလုံးတိုင်းမဲ့ green ဖြီးလိုက်မယ်။2တဲ့အောင်စုလိုက်မယ်နော်7 m2 နဲ့ n2 နဲ့တူတယ်3 n square နဲ့ -2 n square နဲ့ညီတယ် အဲ့ဒီ7 and 2နဲ့ and 2နဲ့ကျတော့ h and 2ဖြစ်ပြီးတော့3 and square က2 and square လို့နှုတ်ရင် and square ပဲကျန်ပါတယ်နံပါတ်စလေးမှာနံပါတ်စလေးရင်းမဲ့ဘေးဖြုတ်မယ်နော်2ရစုလိုက်မယ်နော် h square တွေတူမယ်3.1 h square နဲ့1.2 h square တူမယ်နောက်ကဟိုပါလေ2.3နဲ့ -0.1 နဲ့ကြီးတယ်အဲ့ဒီမှာ0အရှိရလက္ခဏာတွေကိုအနှုတ်ကလေးကိုနှုတ်ကလုံးအနှုတ်ကလေးတွေအနှုတ်ကလေးကိုရှိကိုပို့လိုက်မယ်ဟုတ်ပြီနော်ပြောရမယ်ဆိုတော့0အဲ0.1က အပေါင်းပေါ့နော်အပေါင်းဆိုတာကျတော့နှုတ်နှစ်ခုနှုတ်နှစ်ခုမှာနှုတ်တစ်ခုကိုဘုံလို့အနှုတ်ကျန်တယ် minus 2.3ကျတော့ကျတော့ minus ဆိုရဲက plus နဲ့ minus နဲ့လက္ခဏာမတူ minus ကိုဘုံလို့ရင်2.3က plus ဖြစ်သွားမှာပေါ့နော်ဒါဆိုရင်3.1နဲ့1.2နဲ့ကိုပေါင်းတဲ့အခါမှာကျတော့ဘယ်လိုရလဲဆိုရင်4.3ရပြီးတော့2.3က0.9ကိုဘုံလို့တဲ့အခါမှာ2.2ရပါတယ်ဒါလေးဖြေကြအဲ့ဒါလေးပေါ့နော်ဆက်နေမြောဇာခွဲမှာအပိုင်းကြီးနဲ့လာပါတယ်3/7 4/13အဲ့တော့ဝင်းဖြီလိုက်မယ် နော်ခွေးပြိလိုက်ပြီးတော့ခုနတိုင်းပဲတူရစုလိုက်မယ်တူရစုတဲ့ခါမှာ 3D by 7 black 4D by 7နော်အခြေတူဘိုင်းညတူတာနဲ့ဟိုကပေါ်ကတီးနေပေါ့နော်နောက်က 7F by 13နဲ့ 4F 4F by 13အဲ့ဒါကိုစုလိုက်တယ်စုလိုက်ခါမှာဘိုင်းညတူလို့ရှိရင်ကျတော့အဲ့မှာဟိုဘုံရင်ထုတ်လို့ရတယ်ပေါ့နော်ရှေ့ပေါ်က 3D နဲ့ 4D ဆိုတော့ TO ဘုံထုတ်မယ်ဒါဆိုရင် 3D by 7 black 4D by 7ဆက်မယ်နောက်ကကျတော့ S ကိုဘုံထုတ်လိုက်ရင် 7F by 13နဲ့ 4D by 13ရမယ်ဒါဆိုရင်အဲရှေ့က ဝင်းကိုချင်းတဲ့ခါမှာပိုင်းကြီးကတော့ခုနှစ်ပဲပြင်ရင်ပဲပိုင်းဝင်ချင်းပေါင်းတဲ့ခါမှာခုနှစ်ရရင်7မိုင်7ရပါတယ်။တော့ကပိုင်းကြီးက13ဖြစ်တဲ့တော့13ကိုပြင်ရင်ပဲခုနှစ်ရလင်းလို့တော့300ရတယ်ပေါ့နော်။ဒါဆိုရင်7မိုင်7တီဆိုတာကကျတော့ခုနှစ်ပိုင်းခုနှစ်ပိုင်းဆိုတာ1နဲ့ညီရည်ဒါဆိုရင်1တီပေါ့နော်1တီဆိုတာရှိက1အရေးစံမျိုးတီပေါ့။တီ plus 3 13s ပေါ့နော်။တော့ကဈာမြင်စဲတိုင်မဲ့သူဝင်းကိုဖြုတ်မယ်။ဖြုတ်ပြီးရေတူတာဆိုလိုက်မယ်သူကနည်းနည်းများတယ်။နော်3 z 2နဲ့ -z 2နဲ့ညီရည် တခြားလေးကြီးမှရမယ်ပေါ့နော်သုံးတက်ဂိမ်းနေညီပြီးသားရှိရင်နှစ်တက်ဂိမ်းနေပြတဲ့ minus z square နဲ့အဲ plus 2z နဲ့ရမယ်ပြီးတော့ plus minus 5z နဲ့ plus 5z ရမယ်နောက်က2 minus 2ရမယ်ပေါ့နော်ဒါသိရင် 3z2 နဲ့ z2 နဲ့ဆိုရင်ဒီလိုပါရမယ်ဆိုလို့ရှိရင်အဲ 2z2 ရမယ်ပေါ့နော် 2z2 minus z square နဲ့ plus z square က0ပါ minus 5z နဲ့ plus 5z ကလည်း0 2 minus 2ကလည်း0ဒါဆိုရင်ဖြေကအနောက်က0ရင်းမြည်ရင်2 z 2ရပါတယ် နောက်ပြီးတော့ညပါညမှာအတိုင်းပဲသူတို့ဟိုဟာလေဝင်းကိုဖြုတ်မယ်ဖြုတ်ပြီးတော့တူရပေါင်းမယ်တူရပေါင်းတဲ့ခါမှာ2ရဲ့ power 4နဲ့ a4 နဲ့ဆိုရင် 3a4 เนาะ -3a ကြည့်ရတော့တခုပဲရှိတယ်နောက်က -3a square နဲ့ plus a square နဲ့ဆိုရင် -2a square เนาะနှုတ်ကများเนาะ minus နဲ့ plus နဲ့ဆိုတော့ကျွန်တော်နှုတ်ကများရတဲ့ပေါ့နော်နောက်က2ရဲ့2ရဲ့ဆိုတော့ 4a -2 နဲ့ -1 ဆိုတော့ -3 ဟုတ်ကဲ့ เนาะဒီမှာ2ရေဒီနားမှာ minus ဖြစ်မှာပါเนาะ minus 2ရေမှာ0 plus ဖြစ်နေပါတယ်အဲ့ဒါတွေ minus ပါเนาะ0ဒီနောက်ဆုံးကရင်ဒုတိယကွင်းอ่ะပေါ့เนาะနောက်ဆုံးကရင်အဲဒုတိယကွင်းမှာပြီးတော့ minus ဖြစ်မှာပါအဲ့ဒါရင်3ရေအဲ 2a square နဲ့ a4 နဲ့ကြာ 3a4 minus a2 ကိုရိုင်းပြန်ရင်မယ် minus 3a square နဲ့ a square က minus 2a square ဖြစ်ပါတယ်2ရဲ့ -2 ရဲ့0ဖြစ်ပြီးတော့နောက်က -2 နဲ့ -1 လက္ခဏာတူတော့ပေါင်းတော့ -3 ဖြစ်ပါတယ်ပေါ့နော်။ဒါဆိုရင်လေ့ကျင့်ခန်း เนาะလေးကျင်ငန်းဟွာကလေးကျင်ငန်း3 by 1ကတော့ဒီလိုဒီနေ့ကဒီလောက်ပါပဲเนาะစာသုံးသုံးသိရှိပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဒီမှာကအဖြေက 3a4 -a2 -2a2 -3a2 လေကောင်က0ကိုခဲလိုက်တာပါเนาะသုံးသိရှိပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်